ဆိုရှယ်မီဒီယာကလုံရည်လေးတခုကြောင့်ချစ်သူတွေဖြစ်နေပြီလို့ထင်ကြေးပေးခံနေရတဲ့ပြည်သူ drone နဲ့ကြော်ကြော်ပူသမီးလေးပြိုင်ထက်ရှောင်းမင်္ဂလာပါရှင်ပါမီစနာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုလတလောအင်တာနက်စာမျက်နှာတွေပေါ်မှာ နေရာယူထားတာကတော့အမှုပညာရှင်တွေရဲ့သားသမီးတွေပါအမှုပညာရှင်တွေဟာတခေတ်တခါမှာအောင်မြင်မှုတွေများစွာရခဲ့တဲ့လို့ခုခါမှာလည်းအမှုပညာရှင်ရဲ့မျိုးဆက်တွေကလည်းပြည်သက်တွေရဲ့ချက်ချင်းကိုရရှိနေတာပါ အထူးသဖြင့်ပြည်တော်နဲ့အင်ရာကျော်စင်ရဲ့တမင်လေးပြည်သူဒရာဟာဆိုရင်လည်းပြည်သက်တွေတည်တဲ့လို့ချစ်ခင်အားပေးခြင်းကိုခံနေရတာပါ။ဒါပေမဲ့လည်းခုရက်ပိုင်းထဲမှာတော့ပြည်သူ့နဲ့အင်ဒရာကျော်စင်ရဲ့တမီးလေးပြည်သူဒရာနဲ့တယုံဆောင်မင်းသားကျော်ကျော်ဘူးရဲ့တမီးလေးပြိုင်သူခါရိုရဲ့ချစ်ကြိုင်နေပြီဆိုရင်တတင်းတွေပြန့်နှံ့နေပါလေ။ဒီလိုတတင်းတွေထွက်လာတာကတော့ TikTok Internet Social Media ပေါ်မှာအင်ဒရာကျော်စင်တမီးပြည်သူဒရာနဲ့ကျော်ကျော်ဘူးရဲ့တမီးလေးပြိုင်ထက်ရှားလို့ပြုလုပ်ထားတဲ့အပြုအမူလေးတစ်ခုကြောင့်လို့ဆိုရပါမယ်။ လူငယ်ပြည်ပြည်နေအောင်စလုံးက TikTok ကအချင်းချင်း follow လုပ်ထားတာကိုကြည့်ရင်ခင်မင်းရင်းနှီးနေကြတဲ့ပုံပါပဲ။ဘသူရင်းနဲ့မှအဲလောက်ရင်းရင်းနှီးနှီးမနေတဲ့ပြည်သူ drama ကတော့ပြိုင်သူခကို TikTok ပိုင်းအောင်မတော့တုံးတဲ့တီးတန့် mention ထားတာပါ။ဒါကိုတော့တချို့ပြိတက်ကြီးတွေကဒီလိုမျိုးမြင်ရတာဟောင်းထူးဆန်းနေအချင်းချင်းတိတ်တိတ်နဲ့ချစ်ချင်နေကအထာပေးနေကြတာလားလို့တော့ထင်နေကြတာပါ။ ။ပြည်သက်ကြီးတွေတည်ကြတဲ့တိုင်းခုခေတ်ချင်းနေချင်းခါရယောက်ျားလေးချင်းချင်းမိန်းကလေးချင်းချင်းချစ်ကြိုက်ကြတာကိုကြည်ကြည်နဲ့နဲ့ကြီးလက်ခံလာကြတာပါ။ LGBT ဆိုတာမျိုးကယခုခေတ်အချိန်ကာမှသာရှိတာမဟုတ်ပေဟုတ်ရင် LGBT ကိုလက်မခံသေးတဲ့ခင်မာတော့တိုးတိုးတိတ်တိတ်ချစ်ကြိုက်နေကြတာတွေတောင် အများပြားရှိနေတာပါဒီလိုဟော်မုန်းပြောင်းလဲကြောင့်ဖြစ်တဲ့တဘာဝတရားကြီးကိုဘယ်သူမှတော့ငြင်းဆန်လို့မရတာပါ ဒါကြောင့်လေပြည်သူ့ဒရနဲ့ပြိုင်ထက်ရှောင်းကိုချစ်သူတွေဖြစ်နေကြပြီလို့ထင်ကြပေးနေကြတာဖြစ်ပါတယ်။ဒါကလည်းသူတို့နှစ်ယောက်ရဲ့နာမည်ကြီးကပရိသတ်တွေအာယုံဆိုင်မှုခံရတာကြောင့်လို့ဆိုရမှာပါ။သမီးလေးပြည်သူဒရလေးဟာဆိုရင်မိဘတွေရဲ့ချောမောလာပမှုတွေအကုန်လုံးကိုစုပြုံပြီးရရှိထားတာပါ။ဒါကြောင့်လည်းပြည်သက်တွေကပြည်သူဒရငငယ်လေးကလေးကအရင်တကြီးကြီးနဲ့စောင့်ကြည့်အားပေးလာခဲ့ရတာဖြစ်ပါတယ်။ အခု၁၀ကျော်တန်းအရွယ်ရောက်လာတဲ့အချိန်မှာတော့ပြည်သူဒရာလီဟာအရင်ကထက်တောင်ပို့ပြီးချစ်စရာကောင်းလာတာကိုတွေ့ရတာပါ။ဒါကြောင့်လေပြည်သူဒရာလီရဲ့တပ်ပုံတပုံ TikTok video file တစ်ဖိုင်ကအစားတဲတဲလို့ချစ်ခင်အားပေးကကြီးမွားရှုမွားဖြစ်ကြရတာဖြစ်ပါတယ်။ ခြားတစ်ဖက်မှာလည်းကြော်ကြော်ပုံရဲ့တမီလီပြိုင်ထက်ရှားကလည်းတတော်လေးကိုချစ်စရာကောင်းနေတာပါ။ဒါကြောင့်လေပြိသက်တွေကတကူတကစောင့်ကြည့်နေကြတာပါ။အခုတော့ပြည်သူ drone နဲ့ပြိုင်ထက်ရှားလို့ဟာခင်ခင်မင်မင်နီးဆက်ကတစ်တော်မှာ biolink ချိန်ထားကြပါပြီ။အခုခေတ်ကလေးတွေအနေနဲ့ဒီလို link ချိန်တာကိုချစ်သူတွေအရင်းအဆုံးတငယ်ချင်းတွေတောင်လုံးလိရှိတာပါ။ဒါကြောင့်လေပြည်သူ drone လေးဟာကြော်ကြော်ပုံရဲ့တမီလီပြိုင်ထက်ရှားနဲ့ချစ်ကြိုက်နေတာလောက်ဆိုပြီးထင်ကြီးပြနေကြတာပါ။ပြည်သူ drone နဲ့ပြိုင်ထက်ရှားလို့ဟာ မိဘတွေကနိုင်ငံကျော်အမှုပညာရှင်တွေဖြစ်တာချင်းတူနေတယ်လို့အတက်ရွယ်ချင်းကလည်းမတိမ်မငြိမ်ဖြစ်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့ကတော့သူတို့နှစ်ယောက်ကိုအရင်နှီးဆုံးချစ်သူတငယ်ချင်းတွေဖြစ်မယ်လို့ထင်နေကြပြန်တာပါ။အထူးသဖြင့်အမှုပညာရှင်တွေရဲ့တမီချင်းချင်းရင်းနှီးလို့တငယ်ချင်းဖြစ်နေကြတာလည်းဖြစ်နိုင်တာပါ။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကရောပြည်သူ့ဒရာလေးနဲ့ပြည်သူ့ခရိုနှစ်ယောက်ရဲ့ဆက်ဆံရေးလေးကိုဘယ်လိုမြင်မိနေဆိုတော့ပြောပြပေးသွားခဲ့ကြပါအောင်ရှင်။